စကိုင်းတိုင်းကလေးခန့်ပတ်နဲ့ကဏီမြို့နယ်တွေမှာလေရင်ပုံကျက်တက်ခတ်ခံရပြီးနေရင်အဆောက်အဦအများပြပျက်စီးခဲ့တယ်လို့ဒေသခံတွေနဲ့တော်လိုင်းတပ်ဖွဲ့တွေထံကသိရပါတယ်။ကဏီမြို့နယ်အရှိမြောက်ချမ်းစုလီကုန်းကျေးရွာကိုမေလ9ရက်ရမနေ့ညနေ4နာရီခန့်ကစစ်ကောင်စီတပ်ကပေါင်900ဘုံပါဝင်ဘုံသုံးလုံးကျချတိုက်ခတ်ခဲ့ရာနေရင်တွေပေါ်ကြားရောက်ပောက်ွဲခဲ့တယ်လို့ဆိုပါတယ်။ဘုံနေရောင်းတိုင်းမှုပြုလို့သွားတယ်ပေါ့လေ။အဲဒီဂျွာလေးပဲကြာတယ်ဂျွာ ဇွာလဲမှာလဲဘုံလုံးဇွာလဲဘုံလုံးလူတွေသိတဲ့နေရာတွေပဲကြတာဇွာလဲပဲကိုကြတာဇွာကင်းနေစလုံးတော်ပါဦးထိကဲမှုမရှိလိုက်ဘူးအမဲဟွာမော့နေနေနေတော့ပြစီဆုံးဆုံးမှုတော့ရှိတယ်ဗျလင်းပုံကျဲချခြင်းဇွာကန်အများစုကကြေးရွာနီးယာကင်းတွေမှာအလုံးလုံးနေကြခြင်းဖြစ်ပြီးကြေးရွာတွေမှာရှိသူတွေကတော့ဘုံကိုကျင်းနေတဲ့ကိုအချိန်မီဝင်ပုံးနိုင်တာကြောင့်လူထိခိုက်မှုမရှိတာလို့၎င်းကဆက်ပြောပါတယ် လေရင်ဘုံချက်ခံရလို့စုလေကုန်းရွာကဓမာယုံတလုံးအပါနေအိမ်အဆောက်အဦ14လုံးထိခိုက်ပျက်စီးခဲ့ပြီးအဆိုပါနေအိမ်တွေနဲ့တိုက်ခိုက်ရင်၅လုံးမှာလုံးဝပျောက်ကျပျက်စီးသွားခဲ့ကကားဆိုင်ကနဲ့နွားတွေလည်းတိဆုံးပျက်စီးခဲ့တယ်လို့သိရပါတယ်။ဘုံချက်ခံရတဲ့စုလေကုန်းရွာနီးမှာတိုက်ပွဲဖြစ်ပွားတာမရှိသလိုကျေးရွာတွင်ဒေသကာကွယ်ရေးတပ်ဖွဲ့တွေလည်းတက်ဆွဲနေထိုင်တာမရှိဘဲအကောင်းရွာမှာအင်ဂျင်တထောင်ဝန်းကျင်လူဦးရေ၄၀၀၀ကျော်ရှိကမကြာခဏဘုံချက်ခံနေရတာကြောင့်ရွာက၂၀၀၀ကျော်လောက်ကကျေးရွာကနေဆုံးခွာပြီး စေဘေးရှောင်နေကြရတယ်လို့သိရပါတယ်။အလားတူမေလ၈ရက်နေ့လယ်၃နာရီကျော်မှာကလေးမြို့နယ်မြောက်ပိုင်းရှိလက်ပံချောင်းကျေးရွာကိုတိုက်ခိုက်ရေးလေရင်တစ်စီးနဲ့လေကြောင်းကနေဘုံသီးငါးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ကလေးဒေသခံမျိုးသမီးတူကပြောပါတယ်။ကျေးရွာတွင်လူမနေကြပဲစစ်ရှောင်နေကြလို့လူအထိခိုက်မရှိခဲ့ပေမဲ့နေအိမ်၅လုံးပျက်စီးခဲ့တယ်လို့၎င်းကပြောပါတယ်။ဒါ့အပြင်မေလ၉ရက်နေ့ညနေ၆နာရီကမှတမူးခရိုင်ခမ်းမမြို့အနီးပတ်ဝန်းကျင်ကိုတိုက်ခိုက်ရေးလေရင်တစ်စီးနဲ့ဘုံနှလုံးကျဲချခဲ့ရာလူအထိခိုက်မရှိခဲ့ဘူးလို့ တမှုဒေသခံတော်လိုင်းရဲဘော်တို့ကပြောပါတယ်တော်လိုင်းအဖွဲ့တွေနေတဲ့နေရာတွေလို့ယူဆပြီးဘုံကျဲတာဖြစ်နိုင်ကတော်ရဲတွေကိုပဲဘုံကျခဲ့လို့ထိခိုက်ပျက်စီးတာမရှိဘူးလို့သိရကြောင်းသူကဆက်ပြောပါတယ်အထက်ပါကလေးနဲ့ခန့်ပတ်ဒေသတွေမှာလည်းတိုက်ပွဲဖြစ်ပွားတာမရှိပဲလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားတာဖြစ်ကြောင်းဒေသခံတွေကပြောပါတယ်